လူငါးဦးကိုတက်ဆွန်ဆံများကတင်ခဲ့သောတရုတ်စစ်သားဇန်ဝေဇွန်လစောပိုင်းတရက်တွင်အိန္ဒိယနိုင်ငံဟော်နန်ပြည်နယ်စန်းချိုးမြို့မှစစ်သားတအုပ်ဖြစ်သည့်ဇန်ဝေသည်၎င်း၏မိခင်နှင့်တူနန်ဟူပန်းချံ၌လမ်းလျှောက်နေစဉ်ရေထဲပျောက်ကြတန်နှင့်အော်ဟစ်အကူကြီးတောင်းတန်ကိုကြားလိုက်ရပါသည်ဇန်ဝေဟာအခင်းဖြစ်ပွားရာသို့ချက်ချင်းပြေးသွားပြီး9မီတာနက်ရှိရေကန်လဲတွင် လူ၅ဦးရဲ့နစ်နေတီကိုတွေ့မြင်ခဲ့ရပါတယ်ဖြစ်စဉ်မှာချစ်သူနှစ်ဦးရန်ဖြစ်ရာမှာအမျိုးသမီးကရေကန်နဲ့ခုံချခဲ့ပြီးအမျိုးသားပါ လိုက်ပါခုံချကဲတင်ခဲ့ခြင်းဖြစ်ပါတယ်အဲ့ဒီခါမှာစေရနာရှင်လူငယ်၃ဦးကရင်နစ်နေတဲ့သူများကိုကဲတင်ရန်စူးစမ်းခဲ့ကြတော့လဲရေကူးမကျွမ်းကျင်သည့်အတွက်ရင်နစ်သူအစ်အမများဖြစ်လာခဲ့ကြရပါတယ်ဇံဝေးဟာဖနက်ကိုချက်ချင်းချွတ်ကာ ခြေတဲကိုခုံဆင်းသွားပါတယ်ပထမဆုံးအမျိုးသမီးကိုကဲတင်ခဲ့ရာအမျိုးသမီးကကြောက်ရွံ့ထိတ်လန့်မှုကြောင့်ဇန်ဝေကိုခြေတဲသို့6ကြိမ်9ကြိမ်ထိဆွဲနှစ်ခဲ့ပါတယ်အခက်ခဲများစွာနဲ့အမျိုးသမီးကိုကမ်းမောင်သို့ကဲတင်ပြီးမှဇန်ဝေဟာအားရင်တဝက်လောက်ကုန်သွားပါတယ်ဒါပေမဲ့ခြေကန်ထဲမှာအသက်ကရန်လူလေးဦးကြံရှိနေသေးရကိုမြင်တဲ့အခါဇန်ဝေဟာ အန်ကျက်ပြီးတော့ထပ်မံဆင်းသွားခဲ့ပါတယ်။လေဦးမြောက်ကိုကတင်ပေးချိန်မှာတော့ဇန်ဝေဟာတိတိတတအားဟင်ကုန်ခန်းနေပြီဖြစ်ပါတယ်။ကန်းဆက်မှ၎င်းရဲ့မိခင်ကစိုးရိမ်တကြီးနဲ့ထပ်သွားခဲ့ရင်မင်းတရားလိုက်မယ်။မင်းပြန်မတက်လာနိုင်ရင်အမေပါလိုက်စင်းမယ်။ဘိုးရိုတောင်းမှပြောဆိုခဲ့ပါတယ်။အဲ့ဒီခါမှာဇန်ဝေကအမေကျွန်တော်ကစစ်သားပါကျွန်တော် နောက်တယောက်လောက်ကဲခွင်ပေးပါပြောပြီး၎င်း၏မိခင်အားဒုထဥချကရော့ကရေကန်ထဲသို့ပြန်ခုန်ဆင်းသွားပါတယ်လွန်နဘဲဆက်ဖြစ်အာတင်းကဇန်ဝေဟာကန်ဆက်သို့အသက်လူကူးခတ်ခဲ့ပါတယ်ကန်ဆက်ကိုရောက်တာနဲ့တကိုယ်လုံးအပြော့ကသတိလစ်မေမျောသွားခဲ့ပါတယ်ဇန်ဝေကိုဆဲယုံတို့အရေးပေါ်ပို့ဆောင်ခဲ့ရပြီး၎င်း၏သူရဲကောင်းဆန်သောလောရက်တွေ အင်တာနက်ပေါ်တွင်ပြန့်နှံ့သွားခဲ့ပါတယ်။အင်တာနက်အသုံးပြုသူတိုင်းကလူလောကတွင် အများအတွက်ကိုကျိုးစွန်သော ထိုကဲ့သို့သူတော်ကောင်းများရှိနေသေးသည်ကိုအံ့ဩလေးစားခဲ့ကြပါတယ်။1999နှစ်နောက်ပိုင်းမွေးဖွားလာတဲ့ဇန်ဝေဟာ ရေနှက်ထဲတွင် လူငါးဦးရောင်းကန်နေချိန်၌၎င်း၏ကျွမ်းကျင်မှုနှင့်အနစ်နာခံစိတ်ဓာတ်တို့ပေါ်ထုတ်ပြသခဲ့ပါတယ်။ရေနှစ်သူများကြောင့်ရေထဲသို့အကြိမ်ကြိမ်ဆွဲချခြင်းခံရတော်လဲ။ ၎င်းကအာရင်ကုန်ခန်းတွေထိကယ်ဆယ်ရေးကိုစံပြနေထားသည့်ပြုလုပ်နိုင်ခဲ့ပါတယ်။မိခင်ကထက်သွားကြရင်မင်းတရားလိုက်မယ်လို့ငိုယူပြောဆိုတော့လေအသက်ကိုအသက်နဲ့လဲရတာစစ်သားတယောက်ရဲ့တာဝန်ပဲဟုဇံဝေကပြက်ပြက်သားသားတုံ့ပြန်ပြောဆိုခဲ့ပါတယ်။မိဘကိုနောက်ထပ်အလုပ်ကျွေးမပြုနိုင်တော့တဲ့အထိဖြစ်သွားနိုင်သည်ကိုသိတော့လေအန်နီယယ်ကိုစွန့်စားရန်ရွေးချယ်ခဲ့ပါတယ်။၎င်းရဲ့ ကိုကျော်စွန်သောတာဝန်ဝတရားသိစိတ်သည်အောက်နောက်အောက်ဆီဂျင်ပြတ်လက်မှုအဆုတ်ထဲရေဝင်မှုဟုသောဆေးကုသမှုစစ်ဆေးချက်တွင် ကြေကွဲစရာမှတ်ချက်ဖြစ်ဖြစ်လာခဲ့ပါသည်။ဒဇိုင်းတစ်ယောက်အတွက်အသက်ရင်းရလောက်အောင်တန်လို့လာဟု လူအချို့ကမေးခွန်းထုတ်ကြတော့လေ။ကျွန်တော်တို့ကိုပြည်သူတွေကြွေးမွေးနေတာပါဟုဇန်ဝေဤရောရှင်သောဖြေကလူတိုင်းကိုမျက်ရည်ကျစေခဲ့ပါသည်။ဒီစကားဟာ ပြည်သူလူထုမှဆင်းသက်လာသောစစ်တေများနဲ့ပြည်သူလူထုတို့အကြားသွေးသားတော်ဆမှုကိုဖော်ပြနေပါတယ်။စမ်းချုံမြို့နေသူများဟာရေရွက်ရေကန်ဘေးမှာအထိမ့်မှတ်ကပြေးတိုင်ထူခဲ့ကြတော့လေ။ဇံဝေရမှုကျွန်တော်လုံးတဲ့နာကိုလောက်ခဲ့တာပါဟု ပြန်ပြောခဲ့ပါတယ်။ဒီကဲ့သို့တရားကောင်းဆန်သော စိတ်ဓာတ်ဟာအလွန်တန်မိုးရှိလာပါတယ်။လူထင်ကြီးခံရရန်မမျှော်လင့်ပဲမိမိလက်ပြလုံရန်သာမျှော်လင့်ပါတယ်။